ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆုံးမမင်းနာလို့တနာရကောဝဲပြီးမင်းရမွေးနေ့မှာတစံဖန်ကိုအပေးနာစီနေကြတဲ့ပြည်သက်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပြည်သက်တွေအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင် တစဉ်ပရိသတ်များရှင်မတ်တရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပသိမ်မာနေတဲ့မော်လီထက်ဝေရန်လင်းရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မော်လီထက်ဝေရန်လင်းရဲ့ခုနှစ်နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပသိမ်မာနေတဲ့ဖောဖွာတော်သိန်းထင်ဖဖေကိုထီးနိုင်ဝင်မမေပပဝင်အမစုရတီချင်းတီလေးခက်ခက်ခိုင်တို့ကနေပြီးတော့ပောင်ဝင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီတစ်ခါမှဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နှစုံမနေတဲ့ညီမလေးသဲနုလှရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ညီမလေးသဲနုလှရဲ့စကောနေပြည့်မွေးနေ့အတွက်ကိုတော့ချင်းပြည့်နေမှာနေတဲ့မေလေးနှင်းမိုးပွင့်နဲ့ဝက်လက်ကမိုးမမမြင်းချံကမြေဆောင်နေဆက်မကွေးကငိမ့်စပယ်တို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာမယ်ဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့စီစဉ်ဝင်းနေဆူတောင်းစီစဉ်လေးမှာဆူတောင်းပြရအောင်မယ့်ဝင်းနေရှင်ကတော့ရန်ကုန်မှာနေတဲ့ဒေါ်မင်းနွယ်နီဆိုရဲ့ဝင်းနေပဲဖြစ်ပါတယ်။ဒေါ်မင်းနွယ်နီဆိုရဲ့48နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဘုံမူးစင်လေးအေးဘကောကဆိုးစံချယ်ရီစင်စင်အေးတို့ကနေပြောပအဝင်ဆူတောင်းပြလာမှာဖြစ်ပါရှင်။ စီအဖဲ့ရဲ့ပြည်သက်တွေအားလုံးကို မတရားနေစီစီရဲ့ချက်ချင်းစီစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရှင်။ ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ဟိုပုံးမာနေတဲ့နန်းခမ်းဖူအုတ်တွဲမာနေတဲ့ကေခိုင်ဝင်းတို့ပဲဖြစ်ပါတယ်သူတို့ကတော့ဟင်းတရာမာနေတဲ့ကိုရဲအောင်နဲ့မက်ခင်တီတာအီတို့ရဲ့မင်္ဂလာတက်တန်းလေးလပြည့်အတွက်ကိုပါဝင်တောင်းဆိုပြီးလာပဲဖြစ်ပါတယ်ရှင် ။တစံဖန်ပရိသတ်များရှင်မတရားနေအစီအစဉ်ကိုတော့ချောအပ်တင်ဆက်ပေးခဲ့ရဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးကမတရားနေအစီအစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံဒီအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့ တစီအဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639639ကို နေ့စဉ်နေ့လယ်17နာရီကနေ17နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစီအဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639639နဲ့အတူတူတစီအဖန် Entertainment YouTube Channel ပါနဲ့ကွန်မန့်လေးနဲ့အတူပုံဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။